မင်္ဂလာပါဆရာမတို့ဒီနေ့အခန်းဆက်နဲ့သွားမှာဖြစ်တယ်ရွေးချယ်လေးလေးလုပ်မှာဖြစ်ပါတယ်เนาะဆိုတော့နံပါတ်1ကိုကျင်းအောင်3ရတက်မှ3ကိုအပိုင်းကိန်းဖြစ်ဖို့ပြလေရင်ဆိုတော့3ရတက်မှ3ကိုဆရာမတို့အပိုင်းကိန်းနဲ့ရေးမယ်ဒသမပါလို့ရှိရင်ဒသမတနေရာ10လေးစိတ်နေရာဆိုရင်10နဲ့စာပေးတယ်ဟုတ်လားဆိုတဲ့အခါကျတော့ဘာကို30နဲ့စားမှာလဲဆိုတော့3ကို30နဲ့စားမှာပေါ့3ကို30နဲ့စားရင်အပြင်မှာစားကြည့်ရင်လည်းပဲ3ကို30နဲ့စားရင်လို့ရှိရင်30 3ည4 3ညဆိုတော့ ဒသမ3ညဆို3 33 30ဆိုတော့ဒီမှာ3ညတသမ3ကအဖြေရမယ်။ဒါကြောင့်မလို့ဆရာတို့သိရမှာဒီအပိုင်းကိန်းနဲ့ရေတော့မယ်။တသမကိန်းတွေကိုအပိုင်းကိန်းနဲ့ရေတော့မယ်ဆိုရင်10လီစိတ်ထိဆိုရင်10နဲ့စား။ရာလီစိတ်ထိဆိုရင်100နဲ့စား။ဆိုတော့3ကိုဒီ10နဲ့စား။ညာပြီနော်။အဖြေဒီဘယ်အဖြစ်မလဲ။3ကိုဒီ10နဲ့စား။ရမလားအဲ့တချို့ကလေးတွေကတော့ဒါနဲ့မာလာတာတွေလည်းရှိတတ်ရှိတတ်တယ်။၃ရက်တက်မှ၃ကို၁၀နဲ့စားလိုက်ကြတယ်။ ဲ့တော့ summary ရဲ့အဖြေဒီပါလဲ3ကို D 10နဲ့စာနောက်တစ်ခု9ကိုအပိုင်းကိန်းဖြစ်ပေါ်ပြလဲရင်9ဒီပါလဲဆိုတော့အပြည့်ကိန်းအပြည့်ကိန်းတိုင်းရဲ့ဒီကိန်းအပြည့်ကိန်းတိုင်းရဲ့ပိုင်းခြေဒီပါရှိလဲဆိုတော့တရှိဒါကြောင့်မလို့9ကိုအပိုင်းကိန်းနဲ့ပေါ်ပြတဲ့အခါမှာသူရဲ့အဖြေဒီဒီမှာပေးထားတယ်တက်ကို9နဲ့စားတယ်9စား1တက်စား9ဆိုတော့ဆရာတို့အပိုင်းကိန်းနဲ့ပေါ်ပြမှာအစားနဲ့ပေါ်ပြမှာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီ9အစား1တွေမမှန်ပါဘူးဂါကြီး ငါဒီတပိုင်းငါပိုင်းတတ်မယ်မယ်ဒါပဲနော်နောက်တစ်ခုတတ်မများကိုပိုင်းချေ30တရာရှိသည့်ကွက်လက်များဖြင့်ဖော်ပြနိုင်သည်တတ်မကိန်းဆိုတော့ဒီလိုမျိုးတတ်မကိန်း၃ညတတ်မ၃လိုမျိုးဒီလိုတတ်မကိန်းတွေကိုပိုင်းချေကွက်လက်ရှိသည့်ဆိုတော့ oh sorry ပိုင်းချေ30တရာရှိသည့် ွက်လက်များဖြင့်ဖော်ပြနိုင်သည်။ဘာတွေနဲ့ဖော်ပြနိုင်သလဲဆိုတော့အပြည့်ကိန်းလားအပိုင်းကိန်းလားအပိုင်းကိန်းရောင်လားအပိုင်းကိန်းရောင်လားဆိုတော့ပိုင်းခြေ30တရာရှိတဲ့အပိုင်းကိန်းအနေနဲ့ဖော်ပြနိုင်တယ်။ဒါပြီးတော့နောက်တစ်ခု5ပိုင်း2ပိုင်း3ညတမ3ကျန်စမတို့ဒီ၅ဘိုင်း၂ဘိုင်းနဲ့၃ညတသမ၃ကြားထဲမှာထည့်ရမယ်ဒီက အာဒီ greater than less than ပေါ့နော်ပို၍ကြီးတော့ပို၍ငယ်တဲ့တင်ငေတာတွေကဘာထဲရမလဲဆိုတဲ့အခါမှာဆံမတို့သူစဉ်းစားကြည့်မယ်ဒီကအပိုင်းကိန်းကိုဒသမကိန်းပြောင်းမှတွက်ရင်လည်းရတယ်လို့ဒသမကိုအပိုင်းကိန်းပြောင်းပြီးတော့လည်းတွက်လို့ရတယ်အဲ့တော့ဆံမနေမှာအာတို့ဒသမအဒီတဟာဒသမအရင်ပြောင်းလိုက်မယ်နှစ်ကို9နဲ့စ3ည4 3ညဒသမ3ညဆိုတော့9 4 20မြင်မြင်လေးပဲတွားလိုက်မယ်နော်3ညဒသမ4ရတယ် နားတုံကြတဲ့တမ3ဆိုတော့တုံကြတဲ့တမ4ကပိုကြီးတယ်တကယ်လို့ဒါကလေးတို့အနေနဲ့တုံကြတဲ့တမ3ဆိုရဲဒီတမဂိမ်းကို အပိုင်ဂိမ်းပြောင်းမယ်ဆိုလို့ရှိရင်၅ပိုင်း၂ပိုင်းတော့တုံကြတဲ့တမ3ကိုအပိုင်ဂိမ်းပြောင်းတော့10ပိုင်း3ပိုင်းဒီမှာအပေါ်မှာတည်ပြီးသားဆိုတဲ့အခါမှာဘာလို့ပေးရဖို့လို့လဲဆိုတော့ပိုင်းချင်ကြီးပေးဖို့လို့တယ်သူက10ဆိုတော့သူ့ကိုငါးအောင်နည်းနည်းမြောက် နှစ်ကိုလည်းနှစ်နဲ့မြောက်ဆိုတော့9နဲ့4က10နှစ်နဲ့4က4အဲ့ဒါပြီးတော့မှဒီဘက်က10ပိုင်း3ပိုင်းဆိုတော့ပိုင်းခြေတူသွားတော့မှပဲသူ့တစ်ခုနှစ်ခုနိုင်ရှင်လို့ရအောင်အဲ့လိုနိုင်ရှင်လိုက်တဲ့အခါမှာဒီပိုပြီးကြီးတာက10ပိုင်း4ပိုင်းကပိုကြီးတယ်။အဲ့တော့ဆရာမအနေနဲ့ဒီလိုမျိုးနိုင်ရှင်တဲ့အခါမှာဘာကပိုလွယ်လဲဆိုတော့ဒသမပြောင်းပြီးတော့မှတွက်တာပိုလွယ်တယ်။ဘာကြောင့်လဲဆိုတော့သူ့ကိုပိုင်းခြေညှိစရာမလိုတော့တခါလေးပဲအဲဒီသူတို့ကိုနိုင်ရှင်လိုက်ရုံပဲဘာပိုကြီးလဲငယ်လဲဆိုတော့ဒီမှာတခါလေးတည်သွားတာဟုတ်ပြီနော်။ နောက်တစ်ခု14အစာ16ဤအဖြေကိုအပိုင်းဂိမ်းဖြစ်ဖို့ပြလေအပိုင်းဂိမ်းနဲ့ဖို့ပြတဲ့အချိန်မှာတီဂိမ်းဒီပါလေပိုင်းဝေ16ဆိုတဲ့ဒီဟာစာဂိမ်းဒီပိုင်းခြေဖြစ်တယ်အဲဒါဆိုရင်ဒီနှစ်ခုကိုအရှင်းဆုံးပုံစံပြောင်းလို့ရတယ်ဒီနှစ်ခုဇလုံးကိုစားလို့ပြတဲ့သူရဲ့ပုံစံခွဲဂိမ်းဒီပါလေကြီးဆုံးပုံစံခွဲဂိမ်းဒီနှစ်ပဲပေါ့ဟုတ်လားနှစ်9 14နှစ်8 16ဆိုတော့8ပိုင်း9ပိုင်း ဲ့တော့ဒီမိကွန်းဒီဟိုရှေ့ကအခန်း30မှာလည်းပဲဆီမမားတယ်ဆိုပြီးသူ24နဲ့တွေ့လာခဲ့တာနော်လားဆိုတော့ခါကြဆီမ24နဲ့ပဲပြန်တွေ့ရပါမယ်ဒီနှစ်ခုစလုံးကိုစားလို့ပြတ်တာကတော့8ပေါ့83 846 834 24ဆိုပြီးပြတ်မယ်ဆိုတော့83 24 834 6ဆိုတော့ဆီမ3ကိုဘာလို့ပြရမလဲစားပေးရမိနစ်နဲ့စားတော့2တလီ2နှစ်တလီနဲ့တစ်ကျဲ တစ်နှစ်ပိုင်းတစ်ပိုင်းရမယ်လို့ဆရာမတို့ဒီမှာအဖြေကတစ်နှစ်ပိုင်းတစ်ပိုင်းလေမရှိဘူးဖြစ်နေဆရာမကဒါရေးထားတာနည်းနည်းမှားသွားတယ်ဟုတ်ပြီနော်အဲ့ဆိုတစ်နှစ်ပိုင်းတစ်ပိုင်းဒီအဖြေကမှန်မယ်ဒါပြီနော်နောက်တစ်ခုကြည့်အောင်နောက်ခုနံပါတ်6ကတော့အပြစ်ကိန်းများအပြစ်ကိန်းတိုင်းတွင်အောက်တွင်ပိုင်းချင်ကိုလက်ရှိသည်အပြစ်ကိန်းလို့ပြောကြရတာကခုနကလည်းပါပြီးသွားပြီအပြစ်ကိန်းတိုင်းမှာပိုင်းချင်သည်တရှိတယ် ဟုတ်ပြီလားဥမာ9ပဲဖြစ်ဖြစ်6ပဲဖြစ်ဖြစ်ဘယ်ဂိမ်းပဲဖြစ်ဖြစ်ပိုင်းပိုင်းချိန်မှာတက်ရှိတယ်ဆိုတော့သူ့ရဲ့အဖြစ်ကခါခွေအာ1ဆွေးမရမယ်နောက်တစ်ခု1ပိုင်း3ပိုင်းကိုတသမဂိမ်းနဲ့ဖော်ပြမယ်တသမဂိမ်းနဲ့ဖော်ပြမယ်ဆိုကြရေအစားပေးရပါမယ်ဆိုတော့ဆရာမတို့ဒီမှာရှိတာက1 4ပိုင်း3ပိုင်း1 4ပိုင်း3ပိုင်းကိုဘာနဲ့စား တင့်၄ဘိုင်း၃ဘိုင်းကိုအရင်ဦးဆုံးသူ့ကိုမစားခင်မှာမလုပ်ပေးရမလို့ဆိုဒီမှာအပိုင်းကင်းရောပေးထားတယ်အပိုင်းကင်းရောင်ပြောင်းမယ်လေးတက်လေးလေးလေးရဲ့၃ရဲ့ကခုနှစ်ခုနှစ်ကိုတီလေးနဲ့စားပေးမယ်ဟုတ်လားဆိုတော့လေးတက်လေးက၄၃ချက်ဒသမ၃ညလေးခုနှစ်လေး28နှစ်ချက်၃ညလေး၅လေး20ဟုတ်လားဆိုတဲ့အခါကျတော့တိတိတမ85ဆိုပြီးတော့ရရတယ်အဲဆိုဆမရရဲ့အဖြေကဂါငယ် အဲ့တော့ကလေးတို့ကတကယ်လို့ရတယ်ဆိုရင်တစ်ကိုခဏထားလိုက်သူကအပြည့်ပဲအပြည့်ကိန်းပဲအပြည့်ကိန်းဖြစ်လို့သူ့ကိုထားလိုက်တော့သုံးကိုမှဆံတော့လေးနဲ့စားမယ်အဲ့ခါကျတော့၄၃ညလေး၃ညဝင်လို့ရတယ်၃ချံဒသမ၃ညဆိုတော့၄၈၄၂၈နှစ်ချံ၃ည၄၅လေး 20ဆိုတော့ဆရာမတို့စီမှာဒီမှာရှေ့မှာတက်ရှိပြီးသားဆိုတော့တက်အပောင်း3.85ဆိုတော့တက်ဒသမ85ဆိုတော့ရတယ်ဆိုတော့ဒီအဆင့်ကိုဆရာမတို့ကသွားနေစရာမလိုတော့လေလို့ရရင်နော်မရလို့ဒီပုံစံပဲသွားခြင်းနဲ့အပိုင်းကင်းရောင်ကနေအပိုင်းကင်းဒီအပိုင်းကင်းရောကနေအပိုင်းကင်းရောင်သွားပြီးမှမှစားခြင်းနဲ့ဆိုလဲစားဒါမှမဟုတ်ဒီရှေ့ကပြည့်ကင်းဖြစ်တဲ့တက်ကိုတက်တက်ထားပြီးတော့မှတိတက်ထားလိုက်တော့ကိုမလေးနဲ့စားလိုက်လို့ရှိရင်ဒီရတဲ့အဖြစ်နဲ့ဒီမှာဗလာပေါင်းလို့ရှိရင်ကိုလိုချင်တဲ့အဖြစ်ကိုတစ်ခါလည်းရ သွားလိမ့်မယ်ဟုတ်ပြီနော်နောက်တစ်ခုငါစက်တက်ပိုင်း၅ပိုင်းကိုတသမအကင်းဖြစ်ဖော်ပြပါဆိုတော့ငါ့ကိုဘာလုပ်ပေးရမလဲစက်တက်နဲ့စားပေးရမယ်ဆိုတော့စက်တက်၃ညလေ၃ညပဲရမယ်၅ချက်တသမ၃ညစက်တက်လေးလီ44ဟုတ်လား6ချက်၃ညစက်တက်၅လီ55 4ချက်၃ညဆိုတော့အာဒီမှာ sorry ၅ချက်၃ည ဆို74 44 64 6ကျန်3ည75 55ငါဒီတိုင်းသွားတော့မှာဟုတ်ပြီနော်ဆိုတဲ့အခါကျဆံမလို့ဒီအဖြေကိုဒီမှာအရင်ရက်လိုက်မယ်3ညတက်မှာ45 55ဆိုတော့အဖြေက၃ညတက်မှာ၄၅၄၅ဒီနေရာမှာသူက၁၀လီစိတ်ထိယူပါ၊ရာလီစိတ်ထိယူပါ ထောင်လီစိတ်ထိယူပါဘလောက်ထိပါမှမပြောထားတကယ်လို့ဒါဆယ်လီစိတ်ထိပဲယူပါလို့ပြောလို့ရှင်ဆမဒီထိပဲယူပေးရမယ်300တက်မှ၄ထိပဲဒါဆိုရင်သူ့ရဲ့နောက်ကကင်းယူကြည့်ပြီးတော့မှရှေ့ကိုတက်တိုးလို့ရရင်တိုးပေးရမယ်ဆိုတော့ငါးသည်ရှေ့ကိုတက်တိုးလို့ရတယ်ဒါကြောင့်မလို့သူ့ကိုတက်တိုးလိုက်လို့ရှင်300တက်မှ900ဟုတ်ပြီနော်တကယ်လို့ဒါ ညာလီစိတ်ထိယူပါဆိုဒီထိယူပေးရမယ်ဆယ်လီစိတ်ညာလီစိတ်၃ညာတက်မှာ၄ငါထိယူမယ်နောက်က၄ဒီရှေ့ဥတတိုလ်လို့မရအောင်မရတော့ဆမ်ရုတ်ဒီသူ့ရဲ့အဖြေက၃ညာတက်မှာ၄ငါဆိုပြီးတော့ပဲယူပေးရမယ်ဒါဒီဒီမှာဆယ်လီစိတ်ထိအာဆယ်လီစိတ်ထိယူလျင်အဖြေပါညာဆိုပြီးတော့မပါတဲ့အတွက်ကြောင့်မလို့ဆမ်မရီအဖြေဒီ၃ညာတက်မှာ၄ငါ၄ငါဆိုတော့သူကလည်းပါတယ်ဆိုတော့ဒီအဖြေပဲဖြစ်မယ် ်ဘာပါတယ်နော်နောက်တစ်ခုငါးစာကိုကိုအပိုင်းကိန်းနဲ့ပေါ်ပြလေရင်တဲ့ဒါကတော့ရှင်းရှင်းလေးငါးစာကိုဆိုတီကိန်းဖြစ်တဲ့ငါးဒီပိုင်းဝင်မှာရှိမယ်စာကိန်းဖြစ်တဲ့ကိုဒီပိုင်းချိန်မှာရှိမယ်ဆိုတော့ဆိုတော့ဒီမှာသူ့အဖြစ်ဒီ game ဖြစ်တဲ့ငါးပိုင်းပဲပိုင်းခြေဒီအာဒီစာကိန်းကိုကပိုင်းခြေဆိုတော့၉ပိုင်း၅ပိုင်းသူ့ကိုနောက်ထပ်ရှင်းလို့လည်းမရတော့ရှင်းလို့ရရင်တော့ဒါလည်းစမစမ်းလာရလိမ့်မယ် ဟုတ်ပဲနော်အဲသူ့ကိုသုံးနဲ့ရှင်းလို့ရတယ်လားငါးနဲ့ရှင်းလို့ရတယ်ရှင်းစောပုံစံပြောင်းလို့မရတဲ့အတွက်ကြောင့်မလို့အဖြေဒီပါလေ5ဘိုင်း5ဘိုင်းပဲဖြစ်နောက်တစ်ခု7သုံးပိုင်းနှစ်ပိုင်းနဲ့7တသမ65ဂျွင်းတဲ့ဒီမှာဆက်မလို့စဉ်းစားကြည့်မယ်ဆိုတော့ဒီရာကိုကိန်းရောမပြောင်းမင်းနဲ့တွက်လို့ရတယ်အပိုင်းကိန်းရောင်မပြောင်းမင်းနဲ့ဟုတ်ပြီနော်343 3ရက်နေ့ရက်က9ဆိုပြီးတော့မပြောင်းတော့ပဲနဲ့တွက်လို့ရဘာကြောင့်လဲဆိုတော့ဒီမှာ7ရက်7ရက်က2တဲဆိုတော့နောက်ကဒီ အဲဒီတုံးပိုင်းနှစ်ပိုင်းကိုပဲဆံမလို့စားလိုက်မယ်ဟုတ်ပြီလားအဲ့တော့ကလေးတို့အနေနဲ့ကင်းအောင်ပြောင်းပြီးမှစားခြင်းနဲ့ဆိုရင်စားနှစ်ကိုတီးသုံးနဲ့စားဆိုတော့၃၃ညလီ၃ညဘလောက်ကြံလဲနှစ်ဒသမ၃ည၃၆လီ၁၈နှစ်၃ညဆို၃၆လီ၁၈ဒီလိုပဲသွားမှာ ။လွယ်ပဲသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆံမလို့ဒီ3.66လို့ယူရင်လည်းယူ6ခွန်လို့ယူရင်လည်းယူဘလို့ပဲယူယူဒီက65ထက်တော့များနေပြီ။ရှေ့က7နဲ့သွားပေါင်းလိုက်တော့တင့်တတမ66ဒါမှမဟုတ်တင့်တတမ6ခွန်နဲ့ရှေ့ကိုတိုးလိုက်လို့ဟုတ်ပြီနော်။အဲ့လိုခါကြတော့ဆံမလို့ဒီဒီမှာထဲရမယ့်ဂိမ်းဒီဘာဖြစ်လဲဆိုတော့အာဒီဘက်က1 3ပိုင်း2ပိုင်းကပိုကြီးတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးနေလာမယ်။ဟုတ်ပြီလား။ ခုဆရာမခုနကဆရာမပြောသလိုပဲဒီဟာကိုဆမရဒသမကင်ပြောင်းပြီးတော့မှနိုင်ရှင်ကြည်တာတကယ်လို့ဒါဒီဘက်ကတိတသမ65ဆိုတဲ့ဒသမကင်ကိုအပိုင်ကင်ပြောင်းပြီးတော့မှနိုင်ရှင်လို့ကောမရဘူးလားဆိုတော့ရတာပေါ့ဟုတ်ပြီနော်သူ့ကအပိုင်ကင်ပြောင်းလိုက်မယ်ဆိုရင်ကျတော့1ပိုင်းခြေဒီသူကဆယ်လီစိတ်ရာလီစိတ်ထိရှိတာဆိုတော့ဒသမဒီနှစ်နေရာရှိတော့တရားနဲ့ဆိုင်ဟုတ်လားပိုင်းဝေမှာကကြတော့65 ညပြီနော်အဲ့ဒါကိုဒီနှစ်ခုစလုံးကိုစားလို့ပြတ်တဲ့ဂိမ်းကြီးငါးရှိတယ်။သူကငါးနဲ့ဆုံးတယ်၊သုံးညနဲ့ဆုံးတယ်ဆိုတော့ငါးရှိတယ်။ငါးတလီငါးတစ်ချက်ငါးဆွဲဆိုတော့ငါးသုံးလီဆန်ငါးဒါကကြတော့ငါးနဲ့လီ၁၀ငါးသုံးညနဲ့သုံးည၂၀ပိုင်း73ပိုင်း73ကိုဆံမတော့ကဒီတစ်20ပိုင်း73ပိုင်းရသွားပြီ။ဒါဆိုရင်သူတို့ဘာလုပ်နေရအောင်မလဲဆိုတော့ပိုင်းချေညှိနေရအောင်ပဲ။ ဟုတ်ပြီနော်ဆိုတော့အဲ့ဒီအလုတ်တွေကိုဆရာမတော်မလုတ်တော့အဓိကနိုင်ရှင်ပို့ပဲဘယ်အပိုင်းကင်းရကြီးတယ်ဘယ်ကင်းရကြီးတယ်သတ္တမကင်းရကြီးတယ်လဲဆိုတာသိချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတော်တို့ကိုအာဒီသတ္တမပဲပြောင်းပြီးတော့မှတွက်လိုက်တယ်ဒါဒီပို့လွယ်လို့ဟုတ်ပြီနော် နောက်တစ်ခုနံပါတ်7 3.8ကိုအပိုင်းကိန်းဖြစ်ပေါ်ပြလေရင်တဲ့ဆိုတော့ကျွန်တော်တို့3.8ကိုအပိုင်းကိန်းနဲ့ပေါ်ပြခြင်းနဲ့ဒသမတနေရာဆိုတော့30နဲ့စာဆယ်လီစိတ်နေရာအထိဆိုတော့30နဲ့စာခုနှစ်ကိုဒီ30နဲ့စာ30ပိုင်း9ပိုင်းသူ့ကိုအရှင်းဆုံးပုံစံပြောင်းလို့ရတယ်ပြောင်းပေးရပါမယ်ဒီမှာမရတော့တော့ဒီအတိုင်းပဲဆိုတော့30ပိုင်း9ပိုင်းကာကြီးရပြီနော်နောက်တစ်ခု3.8 6ကိုအပိုင်းကိန်းဖြစ်ပေါ်ပြမယ် တုံညာတသမ46ဆိုတဲ့ဒီဂိမ်းကိုအပိုင်းဂိမ်းနဲ့ဖော်ပြတော့တသမဒီတနေရာနှစ်နေရာယာလီစိတ်နေရာဖြစ်တဲ့တကြမလို့တရာနဲ့စာ46ကိုတီတရာနဲ့စာခဲ့ဒါဆိုတော့ဒီနေရာမှာပေါ့နော်ဒီအဖြစ်ဆရာမတို့ကဒီမှာပါသလားဆိုကြည့်လိုက်မယ်တရာကိုတရာကဒီ46ကိုတီတရာနဲ့စာအဖြစ်ရှိတယ်ဒါကြောင့်မလို့အဖြစ်ဒီခါကြည့်တကယ်လို့ဒါဒီအဖြစ်ဒါမပါခဲ့ဘူးဆိုရင်သူ့အရှင်းဆုံးပုံစံပြောင်းလို့ရသည်နှစ်ခုစလုံးကိုဒီနှစ်နဲ့စာလို့ပြတ်တယ် ဟုတ်လားဆိုတော့နှစ်နဲ့လေးလေးနှစ်သုံးလေး6ကတစ်ခုနှစ်နဲ့10အော် sorry မနေ့ငားလေးရ30နဲ့3ရ3ရဆိုတော့90ပိုင်း23ပိုင်းလို့ဒါဒီမှာရှိခဲ့မယ်ဒီအဖြစ်မပါဘဲနဲ့ဒီရရှိခဲ့မယ်ဆိုရင်ဒါဒီတူရဲ့အဖြစ်မှန်ပဲ90ပိုင်း23ပိုင်းဒီ3ရတက်မှ46ကိုအပိုင်းအပိုင်းကိန်းပုံပုံစံနဲ့ဖော်ပြထားတဲ့ဂိမ်းဖြစ်တယ်။ညပြီနော်နောက်တစ်ခုနှစ်တက်မှ35ကိုအပိုင်းကိန်းနဲ့ဖော်ပြ ော့ဒီနေရာမှာဆရာမဒီမှာတူတာလေးတစ်ခုရေးပြထားတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးပဲသူ့ကိုပြောပြချင်လို့ဟုတ်ပြီနော်။ပြီးတော့မှာလက်တသမ3.9ကိုအပိုင်းကိန်းနဲ့ပေါ်ပြတယ်။ဆိုတော့ရှေ့ကနှစ်တည်းဆရာမတို့ကအာဒီရှေ့ကိုဒီတိုင်းထားလိုက်လို့ရတယ်။ ဟုတ်ပြီနော်ပြီးလို့ရှိရင်ဒီ3.5စီဆယ်လီစိတ်ရာလေးစီဆိုတော့3.5ကိုဒီတရားနဲ့စားလို့ပဲစဉ်းစားစဉ်းစား5ကိုဒီတရားနဲ့စားလို့ပဲစဉ်းစားစဉ်းစားဒါသူရဲ့အပိုင်းကိပုံစံပဲ2တရားပိုင်း5ပိုင်းအဲ့လိုမှမဟုတ်ဘဲနဲ့2.5ကိုဒီတရားနဲ့စားတာရောသူရဲ့အပိုင်းကိပုံစံမဟုတ်ဘူးလားဆိုတော့ဟုတ်တာပေါ့ဟုတ်ပြီနော်အဲ့တော့တကယ်လို့ဒါကလေးတို့ကိုဒီမှာဗာပေးထားလဲဆိုတော့ နှစ်တရားပိုင်း၅ပိုင်းဆိုဒီအဖြေပါတယ်ဒါဒီမဲ့ပဲပေါ့နော်တကယ်လို့ဒါဒီလိုပုံစံနဲ့ပေးထားတယ်အကုန်လုံးဒီဒီလိုပုံစံနေကြီးတယ်ပဲနော်ရှေ့ကိုသူကအပိုင်ကင်းရအပိုင်ကင်းရောပုံစံနဲ့မပေးထားဘူးဆိုလို့ရှိရင်ကြတော့ဒါဒါဒီအဖြေမဲ့ပဲတကယ်လို့ဒါသူ့ကိုအရှင်းဆုံးပုံစံပြောင်းထားမယ်ငါးတလီငါငါးနဲ့လေ30ငါးသုံးညလေ3ညဆိုတော့1 20ဘိုင်းတစ်ဘိုင်းဆိုပြီးပေးထားလို့ရှိရင်ကြတော့ဒီလိုမျိုးပုံစံနေနဲ့တွားရဲဆိုကြတော့ဓာတူရဲ့အဖြစ်ပဲ အဲ့တော့ဆင်းမကြကိုနံပါတ်73ဒီ16ဒီအောက်က16နံပါတ်16နဲ့တူတယ်အဲ့ဒါကိုပြန်ပြီးတော့ရှင်းပေးမယ်ဟုတ်ပြီနော်အဲ့တော့ကလေးတို့ကဒီပုံစံလေးတွေသိလို့ရှိရင်အာဒီကိုယ့်ရဲ့ဆာမီဘက်မှာ လာတဲ့အနေထားကိုကြည့်ပြီးတော့မှတွေ့လို့ရတယ်ဟုတ်ပြီနော်နောက်တစ်ခု3တသက်မှ1လေးကို အပိုင်းကိန်းဖြင့်ပေါ်ပြမယ်3တသက်မှ1လေးကိုအပိုင်းကိန်းနဲ့ပေါ်ပြလေရင်ဆိုခုနကလိုပဲ3တသက်မှ1လေး ကလေးတို့အနေနဲ့314ကိုမှတရားနဲ့စားသည်ပဲဖြစ်ဖြစ်သုံးကိုရှေ့ထုတ်ပြီးတော့မှအာဒီတရားနဲ့ substitute ပဲဘာကြောင့်လဲဆိုတော့ဒီ314ဒီတရားက3လီဝင်လို့ရလို့တရားပိုင်း14ပိုင်းဖြစ်လာတာဟုတ်ပြီနော်အဲ့တော့အပိုင်းကိန်းအပိုင်းကိန်းအာဒီအပိုင်းကိန်းရောကိုပြောင်းပေးရမယ်ဆိုတော့ဒီအဖြစ်ရှိလာဆိုလို့ကြည့်လိုက်မယ်314ပိုင်းဒီ10ပိုင်းဆိုတော့ဒါဒီမားတယ်3 100ပိုင်း14ပိုင်းဒီအဖြစ်ရှိတယ်ဆိုတော့ဒီကငင်ရအဖြစ်ပဲ ဒါပေမဲ့တကယ်လို့ဒါအရှင်းဆုံးပုံစံပြောင်းပြီးမှမှရွေးချယ်စရာအဖြေလေးမှပါခဲ့မယ်ဆိုရင်ကြတော့ဒီနှစ်ခုစလုံးကိုစားလို့ပြတ်တာဒီနှစ်နှစ်ခုနဲ့လေး၁၄နှစ်ငါးလေး၁၀နှစ်၃ညလေး၃ညဆိုတော့၃90ပိုင်းခုနှစ်ပိုင်းဟာလည်းပဲ၃ဒသမ၁၁ရဲ့အဒီအပိုင်းကိန်းပုံစံဖြစ်တယ်။တကယ်လို့ဒါဒီမှာအရှင်းဆုံးပုံစံပြောင်းထားတဲ့ရွေးချယ်တွေဆိုလို့ရှိရင်ရွေးချယ်စရာတွေဆိုရင်ကလေးတို့အနေနဲ့ဒါကိုရွေးပေးရမယ်။၃90ပိုင်းခုနှစ်ပိုင်းရပြီနော်။နောက်တစ်ခု 25ကငါးမီတာရှိသောကျိုးတစ်ချောင်းကိုငါးပိုင်းအညီများပိုင်းအပိုင်းလေးတွေပိုင်းလိုက်တယ်ဆိုကြတဲ့ကဒီသူ့ကိုစားပေးရတယ်။ဟုတ်ပြီနော်2မီတာရှိတဲ့ကျိုးတစ်ချောင်းအဲ့ဒီကကျိုးတစ်ချောင်းကို sorry 2မီတာရှိတဲ့ကျိုးဆိုတော့အဲဒါကို1 2 3 4 5ငါးပိုင်းအညီများပိုင်းနေဒါဒီ2မီတာ2မီတာဆိုတော့ဒီတစ်ပိုင်းရဲ့အလျာတစ်ပိုင်းရဲ့အလျာဆိုရင်ဘာလို့မှာလဲနှစ်ကိုငါးနဲ့စားမှာပေါ့ ဟုတ်တယ်လားဆိုတော့နှစ်ကိုဒီ9နဲ့စားတော့9ပိုင်း2ပိုင်းမီတာဖြစ်မယ်မပေါ့လားနောက်တစ်ခု76တုံညာရတမတုံညာတစ်ကိုအပိုင်းကင်းဖြစ်ပေါ်ပြလေရင်ကဲဟုတ်ပြီတုံညာရတမတုံညာတစ်ကိုအပိုင်းကင်းနဲ့ပေါ်ပြမယ်ဆယ်လီစိတ်ရာလီစိတ်ရာလီစိတ်ထိဆိုရင်တရားနဲ့စားတစ်ကိုဒီတရားနဲ့စားအဲ့တော့ဒီမှာပါလေခါဝေးပေါ့ဟုတ်ပြီနော်အဲ့တော့ကျန်တာလေးတွေကတော့သိတာပါတယ်တစ်ကိုဒီတရားနဲ့စားပြီးတော့အရှင်းဆုံးပုံစံလည်းပြောင်းမရအောင်ဒါပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့ဒီမှာပါမှာ အဲဒီမားဖို့အနေထားမရှိတော့ဘောနော်ဆိုတော့နေ့သက်မ39အပိုင်းကြီးနဲ့ပေါ့ဗျဆိုတော့ဒါဒီခုနကဆီယမရှင်းလိုက်တဲ့နံပါတ်73ဒါလည်းတူတူပဲဒီနေ့တခါဒီဆီယမကနေ့သက်မ39ကိုခုနပြောတဲ့105ကို105ကိုမှဆီယမတို့ကဗာလဲတရားနဲ့စားတယ်ဘာကြောင့်လဲဆယ်လီစိတ်ယာလီစိတ်ထရှိလို့အဲ့ခါကျတော့နေ့တရားပိုင်း9ပိုင်းဆိုတော့အဖြစ်ရတယ်ဟုတ်လားအဒီတမလည်းပဲအ9တလီ နော်90လီတာ10ဆိုပြီးတော့မှအဖြေဒီနေ့20ဘိုင်းတစ်ဘိုင်းဆိုပါခုနဆရာမတို့ထုတ်လိုက်တယ်ဟုတ်တယ်လားဆိုတော့ဒီနေ့20ဘိုင်းတစ်ဘိုင်းဒီဒီမှာရှိတော့ဒီခါကြီးကသူရဲ့အဖြေပဲမပေါ့ပြီနော်ဒီတစ်ခါဒီသူကအရှင်းဆုံးပုံစံနဲ့ပြီးထားလို့အရှင်းဆုံးပုံစံတည်းကတခုကိုဆရာမတို့ပြောင်းပေးပြီးတော့မှရွေးပေးရတယ်ခုနကကြတော့အရှင်းဆုံးပုံစံမပေးထားဘူးဒါပေမဲ့ဆရာမကဒီတူတဲ့တခုကိုတော့ထည့်ပြီးတော့မှကလေးတို့ပြောခြင်းလို့ဆိုပြီးတော့မှရေးပေးထားတယ် ဟုတ်ပြီနော်အဲဆိုတော့ဒီနေ့ဆက်မလို့ဒီဒီ18 ठी ပဲသွားမယ်နောက်က18 19ရဲ့အဲကျတဲ့ဟာတွေကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ခုလိုဆုံးထိတာထောက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကလေးတို့အတွက်ဒီတထောင်တနေရာကနေပြီးတော့ဒီနမတ်တန်ရွေးချယ်လေးတွေကအကြီးအထောက်အကူပြုမယ်လို့ဆင်မယုံကြည်ပါတယ်